မင်္ဂလာပါကချင် wave တရင်ဌာနကအပတ်စဉ်တရင်နာနေကနေတောက်ကြနေတဲ့ညနေခင်းတိုင်းတင်ဆက်တော်မယ့်တရင်အစီအစဉ်ဖြစ်ပါတယ်။ကျွန်မကတော့နေစဉ်ထူးခြားတရင်တွေကိုတင်ဆက်ပေးသွားမယ်။တရင်အစီအစဉ်တင်ဆက်သူမယ့်ယူဆမ်းမယ်ဖြစ်ပါတယ်။မြေရှားတတုတိုက်ကိုပိုင်ဆိုင်ထားတာဟာ KNW အတွက်နိုင်ငံတကာဆက်ဆံရေးမှာဆေးဆက်ညှိနှိုင်းနိုင်စွာအားကောင်းလာနိုင်ပွဲရှိတယ်လို့စိန်ခေါ်မှုတွေလည်းရှိရဲလို့ ISB မြန်မာကစာတမ်းထုတ်ပြန်ချက်ကဆိုပါတယ်။ ပြီးခဲ့တဲ့လပိုင်းကစပြီးမြမမီရှာနဲ့ပတ်သက်လို့ American ဘက်ကစိတ်ဝင်စားတဲ့အရေးအယောင်တွေထွက်ပေါ်လာပြီးတဲ့နောက်မြမနိုင်ငံဆိုင်ရာ American တန်ယုံအကြီးအကဲကလည်းဩဂုတ်လအတွင်းကမြကြီးနားကိုသွားခဲ့တဲ့အပြင်အိန္ဒိယဘက်ကလည်းမြမနဲ့ဆက်တွေ့ထားတဲ့လီဒိုလမ်းမကြီးကိုပြန်လည်ပြုပြင်သွားမယ်လို့ပြောလာပြီးတော့တရုတ်ဘက်ကလည်းအိန္ဒိယပေါ်မြေရှားတပ်တုတင်ပို့ခြင်းနဲ့ပတ်သက်တဲ့ကန့်သက်ချက်တွေရုတ်တိမ်ခဲ့တယ်လို့ ISB ရဲ့စာတမ်းမှာဖော်ပြထားပါဗျာ။ လက်ရှိမှာ KIO ကတင်ယူထားတဲ့ data တွေကမြေရှားတပ်တူတွင်းတွေအတွက် license ထုတ်ပေးခြင်းအခွန်ကောက်ခံခြင်းနဲ့လမ်းကြောင်းလုံခြုံရေးပေးခြင်းစားတဲ့စီမံအုပ်ချုပ်ရေးလုပ်ငန်းတွေကိုဆောင်ရွက်နေပါတယ် နေရှားတတုတင်ပို့ရမှာလဲတဒန်လျင်ပြန်မြအခွန်ငွေယွမ်3000ခွဲအမေရိကန်ဒေါ်လာ4800ဝန်းကျင် ကောက်ခံနေတယ်လို့ပါရှိပါတယ်တစ်ဖက်မှာလည်းဒီနှစ်အတွင်းတရုတ်နိုင်ငံကိုမြေရှားတင်ပို့မှုစံချိန်တင်ရောကြားခဲ့တဲ့အတွက်တရုတ်အစိုးရကကန်အိုအပေါ်ဖိအားပေးမှုတွေရှိနေပြီးမြေရှားတတုထုတ်ယူမှုတွေကြောင့်ရေရင်အမြင့်ညဉ့်ဉန်းထိခိုက်မှုတိုးတောပြုံးတိခြင်းနဲ့လူတေဆုံးမှုတွေအထိဖြစ်စေတဲ့ကျန်းမာရေးထိခိုက်မှုတွေကိုဒေတာခန့်တွေကခန်းစားနေရတယ်လို့ဆိုပါတယ် ဒါကြောင့်မြေရှားတတုတိုက်ကိုပိုင်ဆိုင်လိုက်ရတဲ့ကံကိုအနေနဲ့နိုင်ငံတကာဆက်ဆံရေးစာမျက်နှာမှာစိတ်ဆက်ညှိနှိုင်းမှုအားပုံမကောင်းမလာနိုင်ပေမဲ့တရုတ်အပါအဝင်အခြားသောနိုင်ငံတွေနဲ့ကုန်တွယ်ဖို့အတွက်တည်ယူပို့ဆောင်ရေးဟာပထမစိန်ခေါ်ချက်ဖြစ်လာပြီးဒုတိယစိန်ခေါ်ချက်ကတော့မြေရှားတတုထုတ်ယူခြင်းရဲ့နောက်ဆက်တွဲစူးစိုးတွေကြောင့်အကျိုးစီးပွားနဲ့ရည်တင်ရှင်းတမ်းရေးမှာထိခိုက်ခံစားနေရတဲ့ဒေတာတွေကပြည်သူလူထုနဲ့ဆက်ဆံရေးစာမျက်နှာဖြစ်တယ်လို့ဆိုထားပါတယ်။ စစ်ကောင်မရှင်ဥက္ကဋ္ဌမင်းအောင်လှိုင်ဟာရုရှားသမ္မတဗလာဒီမာပူတင်ရဲ့ဖိတ်ကြားချက်အရကမ္ဘာအနုမျိုးသတင်းပတ်ဖိုရမ်ကိုတက်ရောက်ဖို့ရုရှားနိုင်ငံမော်စကိုမြို့ကိုမနေ့ကညနေပိုင်းမှာရောက်ရှိနေကြောင်းစစ်တပ်လက်ဝေးခံမီဒီယာတွေရဲ့သတင်းဖော်ပြချက်တွေကနေသိရပါဗျ။စစ်ကောင်မရှင်ဥက္ကဋ္ဌဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာစက်တင်ဘာ24ရက်နေ့မနက်ပိုင်းမှာနေပြည်တော်လေစိတ်ကနေအထူးလေရင်နဲ့ထွက်ခွာခဲ့တယ်လို့ဆိုပါတယ်။ ကမ္ဘာအမှုမျိုးသတင်းပတ်ဖိုရမ်ကိုတက်ရောက်မဲ့စစ်ကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့မှာကော်မရှင်အတွင်းရေးမှူးတွဲဖက်အမှုဆောင်ချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးကော်မရှင်အဖွဲ့ဝင်ပြည်ထောင်စုဝန်ကြီးဦးတန်းဆွေလက်စစ်စွမ်းအားဝန်ကြီးဦးညံထွန်းစွမ်းအင်ဝန်ကြီးဦးကူကိုလွင်သိပ္ပံနဲ့ဤပညာဝန်ကြီးဒေါက်တာမျိုးသိန်းကျော်ကျမရေးဝန်ကြီးဒေါက်တာတက်ခိုင်ဝင်းမန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်ကာဝေးရေးဦးစီးချုပ်ရုံမှအစင်းမြင့်အရာရှိကြီးများ ဒုတိယဝန်ကြီးများစစ်ဘက်နယ်ဘက်မှတာဝန်ရှိသူတွေလိုက်ပါသွားကြတယ်လို့သိရပါဗျ။အဆိုပါအနုမြူဒရင်ဘတ်ဖိုရမ်ကိုစက်တင်ဘာ25ရက်နေ့ကနေ28ရက်နေ့ထိကျင်းပမှာဖြစ်ပြီး၎င်းဖိုရမ်ကိုနျူကလ িয়ার လုပ်ငန်းအတွက်ကမ္ဘာအကြီးဆုံးစုဝေးပွဲများတဲ့ကတခုအဖြစ်ရုရှားမီဒီယာတွေကဖော်ပြကြပါဗျ။ အဆိုအဖော်ရန်ကိုရုရှားနျူကလ িয়ার ဆမှုလုပ်ငန်းရဲ့80နှစ်မြောက်နှစ်ပတ်လည်အနေအတွက်ရုရှားနိုင်ငံကရည်စူးကျင်းပခြင်းဖြစ်ပြီးတော့ကမ္ဘာကောင်းဆောင်တွေအပါအဝင်နိုင်ငံပေါင်း100ကျော်တက်ရောက်နိုင်တယ်လို့ခန့်မှန်းရကြောင်း Daily News မှာဖော်ပြထားပါတယ်။စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာပြီးခဲ့တဲ့ match လမေလနဲ့ဇူလိုင်လတွေမှာလည်း တမရပူတင်ရဲ့ဖိတ်ကြားခြင်းရုရှားရဲ့အောင်ပွဲခံနေစီးရေးပြအခမ်းအနားတက်ရောက်ခြင်းနဲ့ဘယ်လာရုစ်မှအပြန်လမ်းကြုံဝင်ရောက်ခြင်းစတဲ့အကြောင်းပြချက်တွေနဲ့ရုရှားနိုင်ငံကိုတွားရောက်ခဲ့ပြီးဒီကြိမ်ဟာ2025ခုနှစ်အတွင်းမှာ၄ကြိမ်မြောက်တွားရောက်ခြင်းဖြစ်ပါတယ်။ဒီကနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရနာပါရစေ။မိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကျမ်းမာပြီးဘေးဟန်ရဲ့ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။